ားတဲ့ဒီလိုကြားကာလမှာအမှုဖွင့်လို့မရပါဘူးတဲ့တော်လန်ရေးဝယ်ရှေ့ရှုရမယ်ဆိုပြီးပြောပါတယ်တဲ့ဒီစကားကိုကျွန်တော်ထောက်ရှုပြီးစဉ်းစားလို့ရှိရင်တော်လန်ရေးဆိုတဲ့အရာကြီးကမပြီးမချင်းမိန်းကလေးတွေပေါ့နော်ပီတက်မိန်းကလေးတွေပီတက်နယ်မြေမှာရှိတဲ့သူတွေမတရားပြုကျင့်ခံရတဲ့ကိစ္စတွေဒီစဉ်းစားလုံးလေးမကြလားပါ PDF ဖြစ်သွားတဲ့မိန်းကလေးတွေများစုမတရားပြုကျင့်ခံရတယ်ဆိုတော့တရင်နဲ့ပတ်သက်ပြီးကျွန်တော်ပါစုပါတော်တာထားပါတယ်နားထောင်ကြည့်အောင် ဒီဆင်ခြင်နိုင်မဲ့ကိစ္စလေးအမှုလေးတစ်ခုကျွန်မပြောပြချင်ပါတယ်။အဲ့အမှုလေးကတော့မတရားပြုကျင့်ခံရတဲ့အမှုဖြစ်ပါတယ်။ဘသူ့မှာဖြစ်တာလဲဆို PD ရဲ့ mainly တောင်မှဖြစ်ခဲ့တာပါရှင်။အဲ့ဒီအမှုဖြစ်စဉ်လေးကိုကျွန်မတင်ချလေးဖတ်ပြပါမယ်နော်။ဒီအမှုဟာဆိုရင်ဖြစ်ခဲ့တာ6လကျော်ခဲ့ပြီလို့သိရပါတယ်။အခုချိန်ကြီးရင်းယူနိုင်ခြင်းမရှိပါဘူးရှင်။ဒီလိန်ကျန်းဖတ်မှုဆိုတဲ့စောင်းမလေးပေါ့နော်။ဒီတစ်ခုရှိတယ်။တို့ပြည်ပြေးမီဒီယာတွေအစံဖတ်အားပေးတဲ့မီဒီယာတွေမှာတင်ထားတာပါရှင်။ကျမပုံမှန်လဲအဲ့ဒီမီဒီယာတွေမှာတင်တဲ့သတင်းတွေသွားဖတ်တယ်။ဘာကြောင့်ဖတ်တာလဲဆိုတော့သူတို့မီဒီယာတွေမှာလဲခါကြလို့ရှင်ပေါ့နော်။ ်ပီတီရဲ့ထဲမှာရှိနေတဲ့မိန်းကလေးတွေနှိပ်စက်ခံရတာတွေအနိုင်ကျင့်ခံရတာတွေကိုဖွင့်ထုတ်လာတဲ့အခြေအနေတွေရှိရဲ့ရှင်။ဒါလေးရကြောင့်ကျမတို့ကဒီဘက်ကလူငယ်တွေပေါ့နော်ပီတီရဲ့မဖြစ်သေးတဲ့လူငယ်သိရအောင်ပြောပြပြီးတော့တာဝန်ရှိတယ်။သူတို့တော်ထဲမှာဘာဖြစ်နေလဲဆိုတာသူတို့ပြောမှကျမတို့ကသိရမှာလေ။အဲ့လိုအခြေအနေဆိုတော့လေဒါလူငယ်တွေရောအမှောပေါ့နော်အဲ့လိုစိုးသွမ်းတဲ့မိန်းကလေးတွေပေါ့ရှင်။ကိုကိုကိုဘယ်ပြောမလဲငါကတော့အဲ့မှာအရင်မိုက်နေပြီပေါ့အရင်ဟော့နေပြီအရင်စိုးနေပြီဆိုပြီးတော့ထင်နေတဲ့မိန်းကလေးတွေစင်စင်နိုင်ဖို့အတွက်ကိုကျမဒီသတင်းဆောင်မလေးဖတ်ပြမယ်ရှင်။ ဒီဆောင်မားတဲ့မှာနင့်နာတို့မျိုးသမီးနာမည်လေးကိုမထက်ထက်ဆိုပြီးရေးထားပါတယ်နာမည်လွဲပေါ့နော်သူ့နာမည်အရင်တော့မဟုတ်ပါဘူးရှင်နာမည်လွဲပါ2021မှာဒီမထက်ထက်ကနေပြီးတော့အသက်16နှစ်ပြည့်ခဲ့တယ်အဲ့အချိန်မှာဆိုရင်သူက10တန်းကိုရောက်နေတာပေါ့နော်10တန်းတက်နေတဲ့အချိန်မှာဆန္ဒပြပွဲဖြစ်တဲ့အခါမှာသူကဆန္ဒပြပွဲတွေဝင်ပါတယ်10တန်းကိုစီဒီယံလောက်လိုက်တယ်ចောင်းသားစီဒီယံလောက်လိုက်တယ်အချိန်ပညာဆက်မတင်တော့ဘူး ပြီးခါမှာ2021မှာဒီဖမ်းလက်စီးရဲ့ကိစ္စတွေပေါ့နော်နိုင်ငံတော်ကနေပြီးတော့စနားပြရတဲ့သူတွေအကြမ်းဖက်လှုပ်ရှားတဲ့သူတွေအခြေမုံတဲ့ခါကျသူကထွက်ပြေးသွားတယ်ထွက်ပြေးသွားပြီးရခါမှာဆိုရင်သူ့ရဲ့အကိုဝန်းကွဲရ PD ရဲ့အဖွဲ့တွေဝင်သွားပါတယ်ဝင်သွားတဲ့ခါမှာသူက PD ရဲ့အဖွဲ့ကသူ့ကိုဝန်းကွဲနဲ့ဆက်သွယ်ပြီးတော့ဒီ PD ရဲ့ကလုံမြတ်နေတဲ့ခုမှာပဲသူနာပြုတ်တင်တဲ့ကိုတတ်ခဲ့ပါရှင့်အဲ့လိုတတ်ပြီးရခါမှာဆိုရင်သူ့ရဲ့အကိုဝန်းကွဲအကူကြီးနဲ့ပဲ2023 နှစ်စမ်းပိုင်းမှာမြင်းကြံခရိုင်တရင်တုံတက်ခွဲနဲ့တတိယပြောက်ကြားတက်ဖွဲ့ကိုရောက်ရှိလာတော့စစ်တပ်ဖွဲ့ဝင်ဖြစ်နေလှုပ်လှုပ်ကန်ခဲ့ပါရှင့်နင့်နာသူမထထမှာဆိုရင်ချစ်သူရေးစားရှိရဆိုတော့လည်းသိရပါတယ်သူလည်းအဲ့ဒါကိုဒီလူမှုကွယ်ရေးမှာတင်ထားလို့သိပါသိရပါရှင့်သူကဆိုရင်ဒီမြင်းကြံခရိုင်တရင်တုံတက်ခွဲနဲ့မှာဆိုရင်တူဦးတီးသောအမျိုးသမီး PD ရဲ့လောက်ကန်နေတဲ့သူဖြစ်တယ်လို့သိရပါရှင့် အဲပြီးတော့ဒီတာဝန်ထမ်းဆောင်တာဗောနော်အိမ်မှာအလုပ်လုပ်နေရင်လည်းသူကနေပြီးတော့ဒီတိုက်ပွဲတွေမပြင်းထန်သေးရင်2024ဧပြီလမှာဆိုရင်သူကသူ့ရဲ့နေရက်မှာထောက်ပို့လုပ်မယ်ဆိုပြီးတော့ခဏပြန်သွားသေးတယ်သိလားပီတီအခါနေပြီးတော့ထောက်ပို့လုပ်မယ်ဆိုပြန်သွားတာဗောနော်ပြီးရက်ခါမှာနေရက်ထမ်းတာအဆင်မပြေတဲ့ခါကျတော့ပီတီရဲ့တက်ခွေတွေကိုပြန်ရောက်လာခဲ့ရဲ့ရှင့်အဲ့လိုပြန်ရောက်လာပြီးရက်ခါမှာဆိုရင်သူကဒီမတရားပြုခြင်းမှုခံစားခဲ့ရတာဖြစ်ပါတယ်သူဖြစ်ရတဲ့ဖြစ်စဉ်ကတော့2024ခုနှစ်စက်တင်ဘာ12ရက်နေ့ညစိုင်တိုင်းဝင်းကျင်မှာဆိုရင်တဲ့သူတို့နဲ့တစ်စခန်းနဲ့နေထိုင်နေရဲ့ဗောနော် အမျိုးသားပကဖဒုတာဝန်ခံဦးတန်လွင်ဆိုတဲ့သူကညာရီမိုးချုပ်ဒီမထက်ထက်ဆိုတဲ့သူကိုစာပို့ခဲ့ရခြင်းစာထဲမှာရေးထားတာကမထက်ထက်ဦးလေးဖြစ်သူအားတဲ့တိုက်ပွဲမှာကြာဆုံးသွားတာနဲ့ပတ်သက်ပြီးတော့ပြောစရာရှိရဲဆိုပြီးတော့သူ့ရဲ့အိမ်ကိုလာတွေ့ဖို့ခေါ်ဆိုပါရခြင်းမထက်ထက်ဆိုတဲ့မျိုးသမီးကသူ့ရဲ့ဦးလေးရောသူ့ရဲ့အကိုဝန်းကွယ်ရော PDF ဆိုတော့တမိသားဆိုတော့ဂျပန်လောက်နေရပဲရှင်အဲ့လိုနေထားရှိပါတယ်ဗောနော် ။ဟာနဲ့ तू ကလည်းဒီဥတ္တမယ်ဆိုတဲ့ तू ကပေါ့နော်။ तू ရဲ့မိဘကလည်းတဲ့အတ်ထားတာတဲ့။ငါတို့သမီးလေးကိုစောက်ရှောက်ပေးပါဆိုပြီးအတ်ထားတယ်။လူကြီးလူကောင်းလို့တတ်မှတ်ထားတဲ့ तू ဆိုတော့ तू ကလည်းတန်တဲ့ကမဝင်ဘူးပေါ့နော်။ညာရင်မုတ်ချုပ်ခေါ်တာကိုတန်တဲ့ကမဝင်ပဲနဲ့သွားလိုက်ပြီ။အဲ့ဥတ္တမယ်အိမ်နဲ့ရောက်တဲ့ချိန်လေးကျတော့ तू အတင်းဖမ်းချုပ်ပြီးတော့မတရားပြုတ်ခြင်းလေးလှောက်လိုက်တယ်ရှင်။အဲ့လိုဖြစ်သွားခဲ့တာပေါ့နော်။ ဒီလိုမျိုးအတ္တမပြုကျင့်ခံရတဲ့အချိန်မှာဆိုရင်ဒီမထက်ထက်လေးကအသက်16နှစ်သာရှိပါသေးရဲ့ရှင်။တခင်းဖြစ်ပွားပြီးရဲ့နောက်နေပေါ့နော်စတင်မှာ17နှစ်နေမှာဆိုရင် TTA ပြာကြားတက်ဖွဲ့တက်ဖွဲ့ခွဲနှစ်ကိုသူကနေပြီးတော့သူ့စီစဉ်တဲ့သူပြောင်းသွားတယ်။သူ့လိုမျိုးညဘက်မှာမတရားပြုကျင့်ခံလာရတော့ရှက်လဲရှက်မှာပေါ့ရှင်။ကြောက်လဲကြောက်မှာပေါ့ဘောကလေးမလေးကအဲ့တော့တခြားတက်ကိုသူကပြောင်းသွားတာပေါ့။ပြောင်းသွားပြီးရဲ့အခါမှာဆိုရင်သူကဒီသူ့အတ္တမပြုကျင့်ခံရတဲ့အမှုကိုတောင်သာမြို့နယ်ပကဖနဲ့ပလဖအဖွဲ့လေးမန္တလေးတိုင်းပကဖအန်ယူဂျီလူခွင့်ရင်ဝင်းဌာနမျိုးသမီးနဲ့ကလေးသက်နယ်ဝင်းဌာနတွေကိုသူက စာပေးပို့ပြီးတော့တိုင်ကြားခဲ့တယ်တဲ့အဲ့လိုတိုင်ကြားပြီး9ရက်မြောက်နေ့မှာဆိုရင်ပါကဖတာဝန်ခံဦးကြည်စိုးနဲ့အခြားပါလာဖာတပ်ဖွဲ့ဝင်တွေကအမှုမဖွင့်ဖို့ဘသူ့ကမှမပြောပြဖို့အတွက်ကိုသူ့စီကိုဆက်သွယ်ပြီးတော့ပြောကြားလာတယ်တဲ့ရှင်ဘယ်လိုပြောလဲဆိုတော့တဲ့အခုချိန်မှာတဲ့ဒီလိုကြားကာလမှာအမှုဖွင့်လို့မရပါဘူးတဲ့တော်လန်ရေးဝယ်ရှေ့ရှုရမယ်ဆိုပြီးပြောပါတယ်တဲ့ဒီကောင်ကကျွန်တော်ထောက်ရှုပြီးစဉ်းစားလို့ရှင်တော်လန်ရေးဆိုရင်အရာကြီးကမပြီးမချင်းမိန်းလေးတွေပေါ့နော်ပီတက်မိန်းလေးတွေပီတက်နေနေမှာရှိရတဲ့လူတွေမတရားပြုကျင့်ခံရတဲ့ကိစ္စတွေကိုဒီတိုင်းမထားထားရမှာပေါ့လို့လား အဲ့ဒီပဲပေါက်နေရဲ့ရှင်တော်တော်ကိုကျင်းစာစိမ်းမရှိရတဲ့သူတွေပဲဖြစ်ပါတယ်ပြီးရခါမှာမတ်တက်ထက်ကိုသူကဂရိပေးွားတယ်တဲ့ဒီတော့လိုင်းပြီးသွားလို့ရှင်ပေါ့နော်ငါတို့အမှုဖွင့်ပေးပါမယ်ဆိုပြီးစာချုပ်လုတ်ထားမယ်တဲ့အမှုဖွင့်ပေးမယ်ပေါ့နော်ငါတို့အမှုဖွင့်ပေးမယ်ဆိုတဲ့အကြောင်းစာချုပ်လုတ်ထားမယ်ပေါ့ရှင်စာချုပ်ထဲမှာလက်မှတ်ထိုးထားပေးမယ်ဆိုပြီးပြောသွားတယ်ချွေးသိပ်သွားတာပေါ့ဒါပေမဲ့ယနေ့အချိန်အထိစာချုပ်လည်းလာမလုတ်ပေးသလိုမျိုးအမှုဖွင့်ဖို့အတွက်လည်းဘာမှကုညီစာရတာမရှိဘူးဆိုပြီးသိရပါတယ်အဲ့လိုလည်းပဲကိုးလာကြာသွားခဲ့ပြီဖြစ်ပါရဲ့ရှင်ဒီလိုမျိုးကြာနေတဲ့အချိန်ကာလမှာဆိုရင်လည်းပေါ့နော်ဒီမတ်ထထ ကိုပကပဒုတာဝကံဒီကျူးလွန်တဲ့သူပေါ့ဥတန်လွယ်နဲ့သူ့ရဲ့မိန်းမကဖုန်းဆက်ပြီးတော့လည်းအများနဲ့နှောက်ရက်ပြောဆိုတာလည်းချင်းချောက်တိုင်းလောက်တယ်လို့သိရပါတယ်ဒီလူကိုလည်းပေါ့နော်လက်ရှိမှာဆိုရင်တောင်သာမြို့နယ်အတွင်းမှာမူလရာလူတိုင်းနဲ့အဲ့ဒီဥတန်လွယ်ကဆက်လက်ပြီးတောင်းဝန်ထမ်းဆောင်နေရဆိုပြီးသိရပါတယ်ရှင့်ကျမတို့အနေနဲ့ဒီလိုမှုတွေကတော့ဘာမှကဲတင်နိုင်ခြင်းမရှိပါဘူးရှင်ဒီကမာလေးယားဆိုရင်ဒီအမှုကိုနိုင်ငံတော်လာပြီးတော့တိုင်ကြားမယ်ဆိုရင်တော့ဒီလိုမျိုးဖမ်းဖို့တော့နိုင်ငံတော်ကစူးစမ်းပေးရမှာပေါ့နော်ဒါမဲ့သူ့သွားတိုင်ခံက PDF ပဲဆိုတော့ PDF အချင်းချင်းဆိုမှတော့ရှင်ဘယ်ဖမ်းမှမလဲ ဒီလိုမျိုး16နှစ်အရွယ်မင်းကလေးမပြောနဲ့ခုမှ၄6နှစ်အရွယ်ကလေးတက်ငယ်မရဲနေတော့မှ PDF တွေသူတို့ရွာတွေမှာကျူးလွန်နေကြတာ PDF တွေခယူးမဆိုင်တာပြီးတော့ဒီမင်းကလေးအရှိမှလိုလဲမတရားပြုကျင့်ခံရတဲ့မင်းကလေးတွေအများကြီးပဲဒီကလေးမလေးဟာဆိုရင်အသက်16နှစ်ပဲရှိသေးရင်မတရားပြုကျင့်ခံလိုက်ရတယ်သူ့ရှင်တွေကစိတ်တန်ရတသက်လုံးမပြောက်တော့ဘူးရှင်သိကြတယ်အချို့တွေဆိုရင်မတရားပြုကျင့်ခံရပြီးရဲ့နောက်မှာကိုယ့်ကိုယ်တက်တည်သွားအောင်ရှိရဲ့ရှင်ဘူးတုဒ္ဒရလေးပေါ့ရှင်လိုက်ဖက်ဖို့လေမှုကင်းလေးလေးလာဖို့ပါရှင်မတရားပြုကျင့်ခံရမျိုးသမီးလေးတယောက်ပါဆိုရင် သူ့ရဲ့ခန္ဓာကိုယ်ကိုသူယုံရှာတဲ့စိတ်တွေဖြစ်လာတာတိလားအဲ့လိုယုံရှာတဲ့စိတ်တွေဖြစ်ပြီးလို့ရှင်သူမလိုချင်တော့ဒီခန္ဓာကိုယ်မလိုချင်မဲနဲ့ဒီခန္ဓာကိုယ်သူအဆုံးတတ်လိုက်ဖို့အတွက်ကိုအများအဆုံးဖြတ်ကြရယ်ပေါ့နော်ဒါကြောင့်သူ့ကိုတတ်သိသွားတာရှိရယ်စိတ်ကြံရောကခံစားရပြီးတော့တသက်လုံးအဲ့လိုအိမ်အောင်မပြူတော့တာပေါ့နော်ဟိုကိုယ့်ရဲ့မျိုးဆက်ကိုလည်းမထိန်သိမ်းတော့တာစသဖြင့်ပေါ့ရှင်စိုးကျိုးတွေအများကြီးစိတ်ပန်းဆန်တာစိုးကျိုးတွေခန္ဓာကိုယ်စိုးကျိုးတွေအများကြီးရှင့် တချို့ဆိုမတရားပြုကျင့်ခံရပြီးတော့အိတ်ဆိုင်တွေကူးဆက်သွားတာတွေပေါ့နော်အဲ့လိုကိစ္စတွေလည်းအများကြီးပါပဲရှင်တချို့ဆိုကိုဝင်ရှိသွားတယ်ဒီကလေးပေါ်မှာသူချစ်ချင်းမြတ်တာလည်းမရှိဘူးဆိုတော့မိဘမဲ့ကလေးတူတိုးသွားပြန်ရောမကောင်းတဲ့လုပ်ရက်တွေကဆင့်ပွားဆင့်ပွားပြီးမကောင်းနိုင်အများကြီးဖြစ်လာတာရှင်ဒါကြောင့်ကျမတို့ကဘာကြီးရောကျမတို့မြန်မာမှာမရင်းသမားဆိုကျမတို့တအားညွန်တယ်ဘာကြောင့်လဲဆိုတော့မရင်းပြုကျင့်တဲ့သူတယောက်ရဲ့လှုပ်ဆောင်ချက်ကတခြားတခြားသောမှားရွှင်းတဲ့ဒုက္ခပေးလို့နဲ့စိုးဝါးတဲ့စိုးကြိုးတွေအများကြီးဆက်ဖြစ်စေတယ်ရှင် လူ့ဖွဲ့စည်းမှာဒီလိုလူမျိုးတွေမထားတဲ့အမှန်ပါပဲရှင်။ဒါပေမဲ့လည်းဒီလိုလူမျိုးတွေကပီတက်တွေထဲမှာအများကြီးရရှိနေတဲ့အတွက် ဖြစ်နိုင်ရင်တော့ရှင်မိန်းကလေးအနေနဲ့မရေသမားရရှိနေပြီးတဲ့အဖွဲ့တွေလည်းဝင်ဖို့တော့မစဉ်းစားနိုင်ပါတော့စဉ်းစားမယ်ဆိုတော့လည်းကျမတို့လည်းမကဲနိုင်ဘူးရှင်သိလားကျမတို့ကတတ်နိုင်ဆုံးအမှုကင်းလေးရှင်ယူလာပြီးတော့ဟိုသင်ကန်းစာရအောင်ပြပြတာပဲရှိရမတော်နိုင်လို့လည်းတားလို့မရအောင်เนาะတယောက်ချင်းချင်းကျမတို့လိုက်ယူပြောလို့မရအောင်လေအဲ့လိုတော့ရှိရပါရှင်ပြီးတော့ကျမတင်းလေးနားထောင်ပြီးတော့မိန်းလေးနေနဲ့စဉ်းစားဆင်ခြင်ကြပါငါတို့ဒီ PDF လုတ်တင်လားမလုတ်တင်လားဆိုတာတွေးတော့ပါတခုခုဆိုရင် PDF ထဲမှာဥပဒေမရှိဘူး ပြည်ထဲထဲမှာရှိရမရင်းသမားတွေများတယ်ကလင်ကကြစ်တွေလူယုတ်မာတွေကလေးတငယ်အားစားဘိုင်းကြီးတွေအားစားတတ်တဲ့သူတွေရှိတယ်ဖြစ်တဲ့အတွက်ငါတို့ရောက်သွားရင်ငါတို့လည်းဝါးစားမှာပဲဆိုတော့ခေါင်းထဲမှာထည့်ထားပါရှင့်မသွားတဲ့မသွားအပ်တဲ့နေရာကပြည်ထဲတွေရှိတဲ့နေရာဖြစ်ပါတယ်ဒါလေးကိုမြို့ပေါ်မှာနေတဲ့အမျိုးမိငယ်လေးတွေဆင်ခြင်နိုင်မှုအတွက်ကျွန်မတင်းသုံးသက်ချက်လေးကနေပြောပြလိုက်ပါစီရှင့်ဒီဘက်ပြည်သူများရှင်ကျွန်မတင်းသုံးသက်ချက်လေးကိုဒီနေ့မှဒီလောက်နဲ့ပဲရှင်းပြပါစီရှင့်ဒီအပိုင်းမှာကျွန်မတင်ဆက်တဲ့သတင်းလေးတွေဟာဆိုရင်မိဘပြည်သူများအတွက် အကျိုးရှိတဲ့သတင်းလေးတွေအများကြီးပါမယ်လို့ထင်ပါတယ်ရှင်။အတိတ်ကတော့ကျွန်မတို့နိုင်ငံမှာဆိုရင်ဒါအသက်30 40တန်းနေရတော့အသိဉာဏ်တစ်ခုရှိနေပြီပေါ့နော်။ကျွန်မနိုင်ငံမှာအတိတ်ကဒုက္ခရောက်ပြီးတော့လမ်းမလိုက်နေမိတာကဆယ်ကျော်သက်တွေဖြစ်နေပါတယ်ရှင်။ဒါကြောင့်ကျွန်မတင်ဆက်ပေးတဲ့သတင်းလေးတွေထဲမှာဆယ်ကျော်သက်တွေအတွက်အကျိုးရှိမဲ့ကိစ္စလေးပါတယ်ဆိုလေကို့ပတ်ဝန်းကျင်မှာမောင်လေးညီမလေးရှိရဲ့ဟောသားသမီးတွေရှိရဲ့ပေါ့နော်။သားသမီးရဲ့တငယ်ချင်းတွေရှိရဲ့ပေါ့ရှင်။အဲ့လိုဆယ်ကျော်သက်လေးရှိရဲ့ဆိုရင်ဒီအတွေးခေါ်လေးကနေပြင်ဆင့်ွားပြီးတော့သူတို့ပြန်လဲပြီးတော့ဆုံးမရတယ်နားချရတယ်ပြုလုပ်ပေးပါရှင့် လိုပြောပြပေးတဲ့ sniper ဆိုလည်းသတိတင်ပါတယ်ဒီတရားဖြစ်သွားတဲ့ဒီလူတွေများစုကတော့နှုတ်ပုံကနေတော့လည်းအလုံးရှိကံရှိတခိုးတွေတညတွေအပူပိုင်းလုံးစုတောက်စားနေတဲ့ကောင်တွေများတယ်ပေါ့နော်အဲ့ဒီကောင်တွေကတော့ရောက်လာတဲ့ main phase တွေကိုခုလိုပဲမတရားပြစ်ကျင့်တော့နော်